အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဝင်ဒီနေ့ပို့ပေးရမယ်ဂုံတွေရောက်ပါပြီနော်ကျွန်တော်တို့တောင်းကလာဆိုင်ကတော့အရှိတကုံမှာခိတခဏဖွင့်ထားပါတယ်လာဝယ်မယ်ဆိုရင်အရှိတကုံမှာလာဝယ်လို့ရသလိုမြေနေကုန်းဆိုင်မှာလည်းသွားဝယ်လို့ရပါတယ်ခင်ဗျာကျွန်တော်တခုမှကျင်တာကတော့ကျွန်တော်တို့ရဲ့ငွေလွှဲနံပါတ်40998192တလုံးပဲငွေလွှဲကြပါနော်ဒါကတော့ကျွန်တော်တတိပေးတာဖြစ်ပါတယ်တခြားဘုံတွေနဲ့ဆိုရင်ကျွန်တော်တို့တာဝန်မယူပါဘူးနော် ဒါကတော့စိန်လုံပေါ်ညောမှာဒီကောင်ကတော့ကျွန်တော်တို့မှဆိုဆက်ကျွတ်တုတ်လို့ခေါ်ပါတယ်ဒီကောင်ကတော့တစည်းကို3000ပါခင်ဗျာဒါကတော့ဇရေပါတစည်းကို1000ပါခင်ဗျာဒါကတော့ဒေါင်ကြီးရွက်ပါဒီကောင်ကဘယ်လောက်လဲ7000ဒါကတော့10သားကို1000ပါအဲတပိဒါကို1000ပါဒါကတော့ကဒဲယူးပါတစည်းကို1200ပါဒါကတော့မူဟင်းပါတစည်းကို1500ပါ ဒါတော့ကောက်ကောက်ရုပ်ပါတစည်းကို2000ပါဒါတော့ပိန်းဆွဲပါတစည်းကို1500ပါခင်ဗျာဒါတော့ခရမ်းသီးပါတပိန်းသားကို8000ပါဒါတော့မကြီးရွက်ပါ30သားကို1500ပါဒါတော့ရိုးရိုးအလူရှိပါတပိန်းသားကို8000ပါခင်ဗျာဒါတော့ပင်စိမ်းပါတစည်းကို300ပါဒါတော့ငါတကွန်ကြောက်ပါတပိန်းသားကို2000ပါ ဒါတော့ငနင်းလူကောင်းပြုတ်ကြပါတပိဿာကို3000ကျွဲပါဒါတော့ငရွှေမိခင်အကောင်ပါတပိဿာကို9000စီပါခင်ဗျာဒါတော့ငရွှေမိခင်အလဲသားပါတပိဿာကို9000စီပါဒါတော့မြစ်ပြုတ်အတူလေးတွေပါတပိဿာကို8000ပါဒါတော့မကြီးကြီးမဲ့ပါတပိဿာကို1000ပါဒါတော့မယုတ်အလုံးပါအလုံးတရာဝမ6000ပါခင်ဗျာဒါတော့မြည့်အစိမ့်ပါတပိဿာကို8000ပါ ဒါတော့ဆက်သားပါတပိဒါဝ4000စီပါခင်ဗျာဒါတော့ရှင်းဝက်သားပါတပိဒါဝ4000ခွဲစီပါခင်ဗျာဒါတော့ငုံပါတရွဲဝ1000ခွဲပါဒါတော့ဂျူးပါတရွဲဝ1000ခွဲပါဒါကနန်းအမပါဥပပါတယ်ဒီကောင်ကတော့1 kg ကို2000ခွဲစီပါခင်ဗျာဒါတော့ရည်ပဲပါတကောင်ကို900ပါဒါတော့လေကျွဲမိခင်ပါတပိဒါဝ နော်ကောင်းရှိတော်ပါခင်ဗျာဒါတော့ဒီနေ့ပါတဲ့ယေရှုကုန်းပါဒီကောင်ကတော့တပိဿဝိုး1000ထောင်ပါဒါကတော့မြင်းကတံပါတပိဿဝိုး1000ထောင်ပါခင်ဗျာအမ်2000ထောင်ပါခင်ဗျာဒါကတော့ပစွန်ဖြူပါတပိဿဝိုး3000ကျွဲပါဒါကတော့ငလိကြောက်တွေပါလေသားအလေကွင်းအလေခုတ်သားဆိုရင်2000နှစ်ပါ2000ထောင်ပါဒါကတော့ပလာတုပါတပိဿဝိုး1000ကျွဲစီပါ ဒါရကကတိခုတ်သားပါတပိဿာကို3000ခွဲပါဒါရကကတိကောင်းပါတပိဿာကို1000ခွဲပါဒါရငဝင်းမှုပါတပိဿာကို1200ပါခင်ဗျာဒါရငမုတ်အမဲပါတပိဿာကို2000ပါဒါရငရင်ကုန်းပါခုတ်သားဆိုရင်2000သေးပါဒါရငခွိချပါတပိဿာကို1000ခွဲပါဒါရငတရားဥပါတပိဿာကို လေးတောင်းစီပါခင်ဗျာဒါတော့ငတရားခုတ်သားပါတပိဿာကိုသုံးတောင်းပါခင်ဗျာဒါတော့ကြက်ပါမိမြတ်ပြီးပို့ရမှာပါတကောင်ကို2တောင်းပါခင်ဗျာဆုံးတီးကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ